တဝဲတဲ့နှခိုးဖန်တီးပြီးတော့အသင်းပေါ်ရေးထမ်းကနေနန်းနေသိမ်းပိုင်းလိုက်တဲ့ကာနာချိုအားလုံးပဲမင်္ဂလာပါများမန်ချက်စတာဖော်ဘောဇောင်းကနေတင်ဆက်နေပါတယ်မန်ချက်စတာယူနိုက်တက်ရဲ့မဟာပြိုင်ဘက်ချယ်ဆီအသင်းမှာငါးကစားနေတဲ့တောင်မန်ကစားမလေးအယ်လီယန်ဒိုကာနာချိုကတော့အခုရက်ပိုင်းအတွင်းမှာသူမတူအောင်ခြေစွမ်းပြနေပါတယ်ဒီဘက်ဟုတ်နဲ့ပရီးမီးယားလိပွဲစဉ်မှာဆိုရင်ကိုရိုင်းနှခိုးဖန်တီးခဲ့ပြီးတော့နောက်ဆုံး၄ပွဲမှာနှခိုးသွင်းနှခိုးဖန်တီးဆိုတဲ့ပုံစံကောင်းတစ်ခုပြသနေပါတယ်အခုဆိုရင်ကာနာချိုဟာဒီယာစီစတန်ဖို့ဘရစ်မှာတပွဲတဲ့တင်ကိုဖန်တီးမှုနှစ်ကြိမ်နဲ့အထက်ပြုလုပ်နိုင်ခဲ့တဲ့ တူရဲသောချယ်ဆီကစားမဖြစ်လာပါရည်။သူရဲ့ဖန်တီးမှုနှစ်ခုလုံးကလည်းတာမန်ပေးပို့မှုတွေပဲမဟုတ်ပါဘူး။တကယ်ကိုစိတ်မြင့်လာတဲ့ပေးပို့မှုတွေဖြစ်ပါရည်။ချိန်နှုန်းကလိုရင်းမြန်မှုတွေကိုလည်းပြန်လည်မြင်တွေ့ခဲ့ရပါရည်။ကာနာချိုရဲ့ဒုတိယမြောက်ဂိုဖန်တီးမှုပြီးမှအသွင်ကိုရှင်ဂျာအိုပတိုကတောင်မှကာနာချိုနဲ့လိုက်ပြီးတော့သူရဲ့ထုံးစံတိုင်းကြောညာပို့ပြောင်းဖို့ထိုင်ပြီးတော့အောင်ပွဲခံခဲ့တာတွေ့ရပါရည်။ကာနာချိုတောင်မှနမ်းပြလိုက်ပါသေးတယ်။ကာနာချိုက United ကစားမပွားမှာတော့ချယ်ဆီဘက်ကိုဂိုးသွင်းပြီးတော့ Stamford Bridge မှာပဲအလားတူအောင်ပွဲခံခဲ့ဖို့ပါရည်။ ကာရာချူဟာဟူဖ်နဲ့ဆိုပါပွဲစဉ်တွင်နှစ်ကိုးဖန်တီးခဲ့တာပြင်ပေးပုံမှု38ကြိမ်မှလည်း35ကြိမ်ဒီအောင်မြင်ခဲ့ပါတယ်။ဖိုင်နယ်တက်သေးကိုလည်းပေးပုံမှု26ကြိမ်ဒီပြုလုပ်နိုင်ခဲ့ပြီးတော့ပြိုင်ဘက်ပင်တွေအေရီယာထဲမှာလည်းဘောလုံးထိချက်9ကြိမ်ရှိခဲ့ပါတယ်။ကာရာချူရဲ့အခုခြေစွမ်းဟာချယ်ဆီပရိသတ်တွေအတွက်ယူနိုက်တက်ကိုပြန်လည်လေတိုက်စရာဖြစ်နေပါတယ်။ကာရာချူဟာအခုဟူဖ်နဲ့ပွဲစဉ်တစ်ခုထဲမှာပဲတင်ကိုးဒါမုတ်ကိုဖန်တီးမှု2ကြိမ်ပြုလုပ်ထားပြီးမြေပြည်ကနေရာဒီတွင်မှာ United အာကိုရကြီးခေါ်ယူထားတဲ့ကွန်ညာကတော့တရားဒီတွင်မှာသွင်းကိုကိုဖန်နီမှုတစ်ချိန်မဲ့ပြုလုပ်ထားနိုင်သေးတာဖြစ်ပါတယ်။ 受别个的阿龙我接住的嘛一样。